ားလုံးပဲမင်္ဂလာပါခင်ဗျာ Nightigate Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Real Betis နဲ့ Atletico Madrid ကလာကြမဲ့ပွဲကမြန်မာစံတော်ချိန်မနက်2နာရီခွဲမှာဖြစ်ပါတယ်မနေ့ကရာသီကဒီနှစ်သင်းခါပွဲစဉ်17မှာတွေ့ခဲ့တာဗျအဲတုန်းက Betis က1-0နဲ့နိုင်ပြီးတော့အဲ့ဒီပွဲမှာအဲ့တဲ့ Atletico Madrid သင်းကနေ Borja တင်နှုတ်ရှောက်ဆဲပေးတယ်ကိုပေါင်းချေက1.50ပေးခဲ့ပါတယ် Messi Spain ပြည်တွင်းဒီမှာ Real Betis ဒီ La Liga နောက်ဆုံး၅ပွဲဆက်လုံးဝရှုံးပွဲမရှိဘူး မပိတရာရည်တည်မှုမှာဆိုနံပါတ်6နေရာမှာရှိတယ်။ပြည်တွင်းမှာစုပေါင်းလာလီဂါ၉ပွဲကစားထားပြီးပြီးရလက်အဖြစ်ကြည့်မယ်ဆိုရင်၄ပွဲနိုင်တယ်၄ပွဲတည်ရကြပြီးရှုံးပွဲက၁ပွဲပဲရှိတယ်။အိမ်ပွဲမှာကစားထားတဲ့၄ပွဲမှာ၃ပွဲနိုင်တယ်၁ပွဲရှုံးတယ်။အိမ်ပွဲမှာပွဲတိုင်းဒီအသင်းတွေကိုရပါတယ်။ဗတ်တင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏပြောတဲ့ဇာတ်ကဒီအသင်းတွေအထနှေးတယ်ဆိုတဲ့အချက်ပဲ။ဒီအသင်းတွေပွဲစား၁မိနစ်ကနေ၂၅မိနစ်နိုင်ဝက်နောက်အထိပို့ တော်တော်လေးအထနေတယ်အဲ့ဒီအခိုက်အတန့်ကာလတဲမှာပေါ့ပဲသူကတောက်လျှောက်ဂိုးတွေပေးရဒါက real bet ရဲ့ poison tick ကနေပြီး poison ကိုအထိမပြောင်းမလဲတဲ့အထနေတဲ့ပုံစံဖြစ်ပါတယ်နောက်ထပ်တစ်ခုကအိမ်ကွင်း၄ဘွဲမှာ၃ဘွဲအထိနိုင်ထားတယ်ဆိုပေမဲ့သူအိမ်ကွင်းမှာကစားခဲ့ရတဲ့အသင်းတွေဒီအသင်းကြီးရုပ်ပေါက်နေတဲ့အသင်းတော့တသင်းမှမပါသေးဘူးဒီနေ့အီဒီကိုမက်ဒရစ်ဒီသူပထမဆုံးကစားရမယ့်အသင်းကြီးဖြစ်ပါတယ်သူရဲ့ကြည့်အောင်မြင်မှုကိုကြည့်တဲ့အခါလာလီဂါနောက်ဆုံး၄ဝက်ဆက်အပေါင်း၄၀၀ဖြစ်ထားတာကိုတွေ့ရပါတယ် အင်ကွဲမှာကစားထားတဲ့စွပ်ပေါင်း၄ဘက်မှာအပေါင်း300ဖြစ်ထားတဲ့အသင်းဖြစ်ပါတယ်။ Rehabilitate မှာပြားစုံနိုင်တယ်ပြားစုံချုံတယ်ဆိုတာမရှိဘူး။ဒီအသင်းဒီအပေါင်း100အနှုတ်100ပဲရှိပါတယ်။ပြန်ဘက် Etico Madrid ကြတော့စောပိုင်းပွဲတွေမှာသူရက်လက်တွေမကောင်းခဲ့လို့ဒီရသည့် La Liga Champion လူပွဲတွေကနေစောကြီးတွေကသူဘေးကိုထွက်ရတယ်လို့ဖြစ်နေ။ဒေချာပေါ့အနိုင်ရတဲ့ပွဲတွေမှာဂိုးတွေပြန်ပြန်ပေးပြီးတော့တရေတွေကြည့်သူကြပါလား။ လက်ရှိဒီအသင်းရဲ့ကြီးအောင်မြင်မှုကိုကြည့်ရင်လာလီဂါသင်း20တဲမှာအီဒီဂိုမက်ဒရစ်ဒီဘော်ဒီကြီးအောင်မြင်မှုအနိုင်ဆုံးနံပါတ်20မှာရှိတဲ့အသင်းဖြစ်ပါတယ်။ပိုးစင်တစ်မှာအစပန်ညောကိုဘော်ဒီကြီးဝမ်ပေါင်း30ပေးတယ်ဂိုးပေါင်းကြီးက2အနှုတ်65ပေးတယ်။အဲ့ဒီပွဲမှာဘော်ဒီကြီးကျတယ်2အနှုတ်65ဆိုတဲ့ဂိုးပေါင်းကြီးမှာတော့သူဂိုးပေါ်သွားတယ်။ဒုတိယပွဲမှာတက်တက်အစီအသင်းကိုသူ့အင်ကွင်းကနေဘော်ဒီကြီး2ပေါင်း80ပေးတယ်ဂိုးပေါင်းကြီး3ပေါင်း50ပေးတယ်။အဲ့ဒီပွဲမှာလည်းအပေါ်ကိုဇုံလိုက်အောင်ခဲ့တဲ့အခြေအနေတစ်ခုပါအောက်ကိုဇုံလိုက်ဖြစ်သွားတယ် ဝဆင်သုံးပါလေအလဘက်ကိုဘော်ဒီဂျေးဝမ်ပေါင်း90ပေးတယ်ဂိုးပေါင်းဂျေးနှစ်အနှုတ်30ပေးပြီးတော့ဘော်ဒီဂျေးလည်းကြတယ်ဂိုးပေါင်းဂျေးလည်းကြဝဆင်လေးမှာကြတော့ဘီလာရီယက်ကိုသွင့်အင်ဝင်းကနေဘော်ဒီဂျေးတရနှုတ်တရဝင်ရောကနေဝမ်ပေါင်း90ပေးတယ်ကိုပေါင်းဂျေးကနှစ်အနှုတ်90ပေးတယ်ဒီဘက်မှာတော့သူတို့ဘော်ဒီအောင်နဲ့ကိုပေါင်းဂျေးကြတယ်ဗျာပြီးတော့မာယော့ကာတက်ကသားရတယ်ဘော်ဒီဂျေးဝမ်ပေါင်း60ကိုပေါင်းဂျေးကနှစ်အနှုတ်60အောက်ဆုံးပဲထပ်ဖြစ်တယ် ဘုရင်ချုပ်မှာကြတော့ဘယ်လကန်တို့တင်းကိုသူတို့အိမ်ကွင်းကနေဘော်ဒီဂျက်တင်းနှုတ်30ပေးတယ်ကိုပေါင်းကျဲကနှစ်အနှုတ်60ပေးတယ်တကယ်တော့ဒီတင်းနှုတ်30နှစ်နှုတ်60ဆိုတဲ့ဘော်ဒီဂျက်ကိုပေါင်းကျဲမှာအပေါ်ကိုဇုံလိုက်သွားခဲ့တဲ့ရဲ့နဲ့32ဆိုပြီးတော့ဘော်ဒီထက်ကြတယ်ကိုပေါင်းအောင်သွားတယ်ဗျာဘုရင်ခုနှစ်မှာကြတော့မက်ဒရစ်ဒါဘီမှာဒီယာတီပထမဆုံးအောက်အသင်းဖြစ်သူကစားရတယ်ရီယယ်မက်ဒရစ်တင်းကလည်းသူ့ကိုဘော်ဒီဂျက်တင်းနှုတ်50ပေးခဲ့တယ်ကိုပေါင်းကျဲက3ပေါင်း80ပေးခဲ့အဲ့ဒီဘွဲမှာတော့ body out နေထားကနေသူ body အောင်သွားတယ် ကိုပေါ်သွားတယ်။ဘွတ်တင်ချစ်မှာဆယ်တာဗီကိုနဲ့ပွဲမှာသူဘော်ဒီချေးဝမ်းမောင်း80ဝမ်းမောင်း80ပေးတယ်ကိုပေါင်းချေးကနှစ်နှုတ်90ပေးတယ်အဲ့ဒီပွဲလဲအောက်ဆုံးပဲဗျာ။ဘွတ်တင်ကိုမှာအိုဆာဆူနာတင်းတဲ့သူတွေ့တော့တင်းနှုတ်90ဘော်ဒီချေးပေးတယ်သုံးပေါင်း90ပေးတယ်ဒီပွဲလဲဒီတိုင်းပဲအပေါ်ကိုဇုံလိုက်သွားတဲ့နဲ့မဟုတ်ဘူးဆိုရင်တော့ဗျာအပေါ်တကြောင်တကြပေါက်ရတဲ့နဲ့ပွဲမှာ10နဲ့ပဲသူနိုင်ပြီးတော့အောက်ဆုံးပဲဖြစ်သွားတယ်။ဆိုတော့အီတီကိုမက်ထရစ်ကစားထားတဲ့စုစုပေါင်း ကိုးပွဲမှာအပေါ်သင်းဖြစ်သူ၈ပွဲကစားရတယ်အောက်သင်းဖြစ်သူ၁ပွဲပဲကစားရအဲ့ဒီကိုးပွဲမှာအပေါ်ကိုဇုံလိုက်သွားတဲ့ပွဲက၁ပွဲမှမရှိသေးပဲနဲ့အောက်တကြောင်းတော့အများန်းရတယ်အများစုသည်အောက်ဇုံကိုပဲသွားနေတာတွေ့ရတယ်ဒီတဲ့ကဟိုကျေးစုံနေပြီပြတူပေါင်း80ဘော်ဒီကျေးတင်းနှုတ်80ဘော်ဒီကျေးဝမ်ပေါင်း80ဝမ်ပေါင်း90ဘယ်ကျင်းနေမှာကိုသူဂရင်းအချိန်ထိကိုအစမပြေသေးဘူးဂူပေါင်းကျေးလည်းအဲ့လိုပဲစုံနေပြီ ကိုပေါ်သိန်းနဲ့3.50လာလီဂါ3.50ကြီးတယ်ကိုပေါ်ပဲမယ်အတီကိုမက်ထရစ်ခါအဲ့ဒီ3.50နဲ့တပွဲမှကိုမပေါ်သေးဘူးနှစ်နှုတ်50နဲ့လည်းကိုမပေါ်ဘူးနှစ်နှုတ်60 80 90နဲ့လည်းကိုမပေါ်ဘူးဆိုတော့အတီကိုမက်ထရစ်ရဲ့တရားသည်ကိုပေါင်းကြီးသည်ဘယ်ကြီးသူ့ရဲ့ဘော်ဒီကြီးသည်ဈေးကွက်မှာတန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကတော်တော်လေးခက်မှန်းရခက်တဲ့အသင်ဖြစ်နေဒီပွဲမှာနှစ်ဖက်အသင်းကအဓိကကစားသမားတွေအစုံပါမယ်ဘယ်သူမှဘယ်အသင်းမှာမှဒဏ်ရာရပွဲပယ်ကစားသမားမရှိပါဘူး ဒီဘက်ကပေးထားတဲ့စတဲ့ချင်းမှာအေဒီကိုမက်ထရစ်သင်းကနေဝေကန်းကအစောပိုင်းမှာဒဲချင်းပေးတယ်ဂိုးပေါင်းချင်းက3အပေါင်း80ဖြစ်ပါတယ်အခုဘယ်ကစားမဲ့နေ့မြန်မာစံတော်ချင်းညနေ3နာရီခွဲပေါ့အဲ့ဒီချိန်မှာအေဒီကိုမက်ထရစ်ရဲ့ဘော်ဒီချင်းဒီတရေနှုတ်90ဖြစ်လာတယ်ဂိုးပေါင်းချင်းကတော့လုံးဝမပြောင်းလဲဘူးဒီနှစ်နှုတ်တရာဝင်ရောကနေ3ပေါင်း80ပေးလာတယ်ဆိုတော့အေဒီကိုမက်ထရစ်တဲ့အခုတရေနှုတ်90 3အပေါင်း80ဆိုတဲ့ဘော်ဒီချင်းဂိုးပေါင်းချင်းဒီပွဲစဉ်တက်ကနေပြီးပွဲစဉ်6အထိမှာ လုံးဝမတွေ့ရသေးတဲ့ကြီးအသည့်ဖြစ်ပါတယ်ဗျာတော်တော်တော့ထူးခြားတယ်ဗျာဒီနေ့ညမှာလဲကစားဘုတ်ကဒီတပွဲပဲရှိတယ်ထွက်လာတဲ့ကြီးကလည်းအီဒီကိုမက်ထရစ်ရဲ့ဒီပွဲစဉ်တက်ကနေပြီးကိုအထိဒီရသည်မှာတစ်ချိန်တစ်ခါမှမမြင်ဘူးသေးတဲ့ကြီးမျိုးဖြစ်နေတော့ဒီပွဲမှာများအီဒီကိုမက်ထရစ်တို့အပေါ်ကိုဇုံလိုက်သွားမလားပေါ့ဒါမှမဟုတ်အောက်ကိုပဲဇုံလိုက်သွားမလားတဖက်မှာဖွင့်ထားတဲ့ကြီးတွေကိုကြည့်တဲ့အခါအင်ရှင်အသင်းအနိုင်ကိုသုံးဆကြော်ပေးထားတယ်။အီဒီကိုမက်ထရစ်အသင်းနိုင်ကိုကြတော့နှစ်ဆခွဲနှိပါပေးထားတယ်။ထူးခြားတာက ဒီပွဲဒီမိနစ်90အတွင်းမှာတရေကြဖို့ခက်ခဲမယ်ဆိုတဲ့ကြေးအရှုံးအနိုင်အဖြစ်ပေါ်မယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားတယ်။ဒါလေးကဒီပွဲမှာတော်တော်လေးထူးခြားတယ်ဗျ။ပြီးတော့ဒီပွဲမှာနှစ်ဖက်သွင်းကိုတရေပေါက်ရှိမယ်အစောပိုင်းမိနစ်မှာကလေးကဒီ85မိနစ်မကျော်ခင်မှာကလေးကနှစ်သင်းပေါင်းသွင်းကိုဒီနှစ်ကိုရောက်နေမယ်ဆိုတဲ့ကြေးရှိပါတယ်။ခပ်ပြင်းပြင်းလေးကိုရှိတာဗျ။ပထမပိုင်း45မိနစ်သဲမှာနှစ်သင်းပေါင်းသွင်းကိုအများဆုံးတကိုးရမယ်အဲ့ဒီတကိုးတရေပေါက်ရမယ်ဆိုတဲ့ကြေးကိုဖွင့်ထားတယ်။ကျွန်တော်ထင်တော့ ရီယပတ်တရဲ့အထနှေးတဲ့ပုံစံနဲ့ပထမပိုင်းမှာသာကိုရရင်အီတီကိုမက်ဒရစ်ပဲလို့ကျွန်တော်ယူဆတယ်ဗျာဒုတိယပိုင်းမှာတော့နသင်းပေါင်းအတွင်းကိုတေချာပေါက်ရှိမယ်အီတီကိုလည်းရှိမယ်ဘက်တစ်လည်းရှိမယ်ဆိုတဲ့ဂျေးကိုဖွင့်ပေးထားတယ်ဖွင့်ပေးထားတဲ့ဂျေးတွေအရတော့ဒီပွဲဟာပြင်းစရာတော့ကောင်းမယ်မထင်ဘူးဗျာဒါပေမဲ့တခုတိုက်တိုက်ဆိုင်ဆိုင်သတိထားရပါကဒီနေ့ကျမှကစားဖို့ပွဲကြီးပွဲကောင်းကဒီပွဲပါဝင်နှစ်ပွဲရှိတယ်လို့ပြောလို့ရတယ်တစ်ဖက်မှာကျွန်တော်တို့ပေါ်တူဂီလိကပေါ်တိုကစားမယ်ပွဲရှိတယ်အဲ့မှာတိုက်ဆိုင်နေတာက စပိန်လာလီဂါကအီတီဂိုမက်ဒရစ်ရောပေါ်တူဂီလိကပေါ်တိုရောဟာခံပန်းရခတ်တဲ့အသင်းတွေပြဒီအသင်းတွေဒီငွေမျက်နှာကိုကြည်ပြီးတော့ကစားတဲ့အသင်းတွေလို့ပဲကျွန်တော်ကယူဆတာဒီပွဲတွေဒီထိုးသားတချမ်းစောင်းလို့မရဘူးထိုးသားတချမ်းစောင်းတာနဲ့ရလက်ကတချမ်းစောင်းတာရဲ့စန့်ကျင်ဘက်ကိုအမြဲယိုင်သွားတတ်တာအဲ့ဒါဒီပေါ်တူဂီလိမှာဆိုပေါ်တိုတို့ဘင်ဖီကာတို့လုပ်နေကြချက်စပိန်လာလီဂါမှာဆိုလည်းအီတီဂိုမက်ဒရစ်ကအမြဲအဲ့လိုလုပ်တဲ့အသင်း ဒါကဟိုဒီသင်းတွေရဲ့သမိုင်းကြောင်းကိုကြည့်ပြီးတော့ပြောတာပေါ့ဗျာဟိုတက်တည်တက်ကရာပြပြဆဝက်စာတန်းတော့မရှိပါဘူးဆိုတော့ဒီနေ့ညအီဒီကိုမက်ထရစ်သင်းပွဲထွက်လာတဲ့ဒီကြီးအစ်စ်ကြီးမှာသေလုံး90နဲ့3ပေါင်း80ဆိုတဲ့အဲ့ဒီကြီးမှာအပေါ်ကိုဇုံလိုက်တစ်ခါမှမသွားသေးတဲ့အီဒီကိုမက်ထရစ်ဟာဒီညတော့သွားမယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာကျွန်တော်အီဒီကိုဘော်ဒီလက်ကြိုက်တယ်5ပေါင်းမှာ5ပေါင်းအပေါ်လက်ကြိုက်တယ်အဲ့ဒီနှစ်ခုတည်းကမှာနံပါတ်1ရွေးချယ်မှုအဖြစ်5ပေါင်းအပေါ်ဒီကြောင်းတဲကိုကျွန်တော်ရွေးချယ်လိုက်ပါတယ် အစိုးရလိုက်နောက်ထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအာတမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ